မင်္ဂလာပါရှင်ဘာမခိတဲ့တဲ့ရင်ခြာနာကနေအော်တိုဘာလ23ရက်နေ့နောက်ဆုံးရစစ်ဝင်စားပွဲထိတ်တန်းရောက်တဲ့ရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့အာဆီယံအစည်းအဝေးစစ်ကောင်းဆောင်မတက်ဟုမလေးရှားထက်အတီးပြုတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မလေးရှားနိုင်ငံကွာလန်လန်ပူ Convention ဘဟုဌာန KLCC ၌အောက်တိုဘာ26ရက်မှ28ရက်အထိကျင်းပမည်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများသို့မြန်မာနိုင်ငံမှစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်မည်မဟုတ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထပ်မံအတည်ပြုလိုက်ပါသည်စစ်ကောင်းဆောင်အနေဖြင့်နိုင်ငံရေးအကြက်တဲနှင့်ပတ်သက်သည့်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုခိုင်မာစွာလိုက်နာရန်ထက်လောင်းပြောကြားခဲ့သည်ဟု၎င်းကဆိုပါရယ် အာဆီယံအစည်းအဝေးသို့စစ်ကောင်းဆောင်တက်ရောက်မည်ဟုစစ်တပ်အားပေးမီဒီယာများ၌ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖော်ပြခဲ့ကြတော့လေဖိတ်ကြားခံရခြင်းမရှိကြောင်းလည်းသတင်းဌာနကစုံစမ်းသိရှိရပါတယ်။အလားတူရုရှားသမ္မတဗလာဒီမာပူတင်သည်လည်းအာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်မဟုတ်ကြောင်း၎င်းကိုစားဒုတိယဝန်ကြီးချုပ်အလက်ဇန်းနာနိုဗတ်တက်ရောက်မည်ဖြစ်ကြောင်း၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီပြည်ရင်းပြည်ပသတင်းစာဆရာများနှင့်မီဒီယာရှင်းလင်းပွဲများတွင်အန်ဝါကပြောကြားခဲ့ပါသည် အော်တိုဘားလ26ရက်မှ28ရက်အထိတုံးရက်ကြာကျင်းပမယ်။ထိပ်သီးအစည်းအဝေးသည်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များနဲ့အတူအမေရိကန်သမ္မတဒေါ်နယ်ထရပ်အပါအဝင်ကမ္ဘာအထင်ကရခေါင်းဆောင်များ၏အကြီးမားဆုံးတွေ့ဆုံပွဲဖြစ်မည်ဟုမျှော်လင့်ရပါတယ်။ထိပ်သီးအစည်းအဝေးအတွင်အခြားသောဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ကြီးထွားလာနေသောနိုင်ငံဖြတ်ကျော်ချိန်ချောက်မှုတစ်ခုဖြစ်သည့် နေဆက်ဖြတ်ကျော်အွန်လိုင်းလေလံမှုပြဿနာအားကင်တွဲဖြေရှင်းရန်အာဆီယံကောင်ဆောင်ရအကြပုံမူအားကောက်သည့်စူပေါင်းလှုပ်ဆောင်မှုကိုဂျိုးပန်းနေချောင်းအန်နဝါကဆိုပါရယ်ဒီပြဿနာကိုနှစ်နိုင်ငံနဲ့ဒေသဆိုင်ရာအစည်းအဝေးတွေမှာအာမခံချက်ပေးထားပြီးဒေသရင်းတည်ငြိမ်ရေးကျန်းမာရေးစီးပွားရေးနဲ့တာယာဝါပြောရေးတို့ကိုထိခိုက်စေတဲ့အတွက်ဒီထိပ်သီးအစည်းအဝေးမှာထပ်ပြီးတင်ပြသွားမှာဟု၎င်းကဆိုပါရယ် ဝန်ကြီးချုပ်သည်အာဆီယံထိပ်သီးအစည်းအဝေးတွင်ကုန်သွယ်ရေးဒေတာရင်းလုံခြုံရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစသည်တို့ကိုကမ္ဘာကောင်းဆောင်အများအပြားနှင့်အပြန့်အလှန်ဆွေးနွေးမှုများပြုလုပ်ရန်မျှော်လင့်ထားကြောင်းသတင်းရင်းမြစ်ကဖော်ပြပါသည် ဆက်လက်ပြီးတန်လျင်တက်နေမှုဗိုလ်မှူးချုပ်ထွန်းတို့ကလူမိုက်နဲ့ပြူစောတိများကိုခပိုက်ဆောင်တပ်ဖွဲ့အဖြစ်မှွေးထားပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းစစ်မှုထမ်းလူစားထိုးအယောင်ဝယ်လုပ်ခြင်းနဲ့တရားမဝင်လုပ်ငန်းများထံမှဆက်ကြီးကောက်ခိုင်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းတန်လျင်တက်နေမှုဗိုလ်မှူးချုပ်ထွန်းတို့ကလူမိုက်များနဲ့ပြူစောတိများကိုခပိုက်ဆောင်တပ်ဖွဲ့အဖြစ်မှွေးမြူထားပြီး လူငယ်များကိုပေါ်တာဆွဲဖန်စီခြင်းစစ်မှုတန်းလူစားထိုးအယောင်းဝယ်လုပ်ခြင်းနှင့်တရားမဝင်လုပ်ငန်းများထံမှဆက်ကြီးကောက်ခိုင်းနေကြောင်းတန်လီမြို့နယ်မှတပ်တရင်ရင်းမြစ်တချို့နှင့်ဒေသတရင်ရင်းမြစ်တချို့ကတရင်ဌာနကိုပြောပါရယ်တန်လီမြို့နယ်တွင်မူလအစပထမပြူစောတီကောင်းဆောင်မှမြင့်ခိုင်ဆိုသူဖြစ်ပြီးမြင့်ခိုင်က2024ခုနှစ်ဇူလိုင်လ26ရက်နေ့တက်မီတာစုဝင်တဦးဖြစ်သောကိုလက်ဆိုသူကိုဓာဖြင့်ထိုးတက်ကထွက်ပြေးတိမ်းရှောင်သွားကြောင်း ရင်ခိုင်ဆိုသူမှာရခိုင်ကလေးကတန်လျင်တက်နေမှုဘုံမှုချုပ်ထွန်းလူဤလက်ကင်တို့ဖြစ်တော်လေလူတက်မှုဖြင့်ထွက်ပြေးတိမ်းရှောင်သွားချိန်ဘုံမှုချုပ်ထွန်းလူကလူမိုက်မြင့်ခိုင်ဤတပြည့်ကြော်ကြီးကိုတပြည့်အဖြစ်မှွေးမြူလိုက်ကြောင်းလူမိုက်ကြော်ကြီးထံတွင်တပြည့်များစွာရှိပြီးအလုံးမှပြူစောတိညာဖြစ်ကြောင်းသိရပါတယ်ဘုံမှုချုပ်ထွန်းလူကလူမိုက်ကြော်ကြီးကိုတပည့်အဖြစ်မှွေးမြူပြီးနောက်တန်လင်မျိုးနဲ့တဝင်းတွင်လူမိုက်ကြော်ကြီးနှင့်ပြူစောတီအဖွဲ့ကနိုင်ငံရေးလှုပ်ရှားသူများ CDN များဤသတင်းများကိုစုံစမ်းထောက်လှမ်းခြင်း လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းလူငယ်များကိုဖမ်းဆီးချိန်ချောက်ငွေညစ်ခြင်းများလှုပ်ဆောင်ကြောင်းရှင်းအပြင်မူရစ်စေဝါရောင်းဝယ်သူများလောင်ကစားများချမ်းမှဆက်ကြီးကောက်မှုများကိုလည်းလှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။တက်နေမှုထွန်းလူကလူမိုက်ညစ်ခိုင်တပည့်ကြော်ကြီးကိုမွေးထားပြီးတရားမဝင်လုပ်ငန်းတွေကိုနောက်ွယ်ကနေလှုပ်ခိုင်းနေတာပါ။ကျော်ကြီးကတန်လျင်မှပေါ်တာဆွဲမူရစ်စည်းဝါရောင်းလောင်ကစားဝိုင်းကျဝိုင်းတွေလောက်ခိုင်းနေတာကျဝိုင်းကနေတလကို300လောက်ရှာဖွေပေးရတယ် လေအိမ်ထဲထိဝင်ပြီးအမှုကျန်းစီးတာတွေပါလုပ်တယ်ဟုတန်လင်းဒေသတရင်ချင်းမြက်ကတရင်ဌာနကိုပြောကြားပါရယ်။ယခုနှစ်အောက်တိုဘာလ၁ရက်နေ့ညပိုင်းတန်လင်းမြို့အောင်ချမ်းသာရက်ကွက်အေးသစ္စာရှိနေအိမ်တစ်ခုကိုဖြူစောတိလူမကျော်ကြီးနှင့်အဖွဲ့ကဝင်ရောက်တမျှတိုက်ပြီးအိမ်ရှင်မိသားစုဝင်များကိုရှိုင်းနှက်ကောင်းငွေကျပ်300ကျော်ကိုတမျှတိုက်ယူသွားခဲ့ကြောင်းထို့သောနေအိမ်အတွင်ဝင်ရောက်တများတိုက်သည့်အဖွဲတွင်စစ်ကောင်စီတပ်မှတက်ချက်ကြီးနှစ်ဦးလဲပါဝင်ပြီးယခုအချိန်ထိအေးအေးယူခြင်းမရှိကြောင်းသိရပါသည် ဘာမှအရေးယူတာမလုပ်တဲ့အပြင်ခံရတဲ့အင်ရှင်မိသားစုကိုတတ်ပြစ်မယ်လို့ချိန်ချောက်ခံနေရတယ်။တန်လျင်နိုင်စင်ထိတ်ခတ်တဲ့ဆင်းလာရင် အုပ်ဖို့စုပူရာအနောက်မှာကြက်ဝိုင်းအကြီးကြီးရှိတယ်။အဲ့ဒါကတက်နေမှုထုံးလူရဲ့ကြက်ဝိုင်းပါ။သူတပြည့်ကြော်ကြီးနဲ့အရှိကြီးဆိုတဲ့သူကဦးစီးတာပါဟုတန်လျင်မျိုးနယ်နေပြည်သူတို့ကရှင်းပြပါတယ်။2020ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ညပိုင်းကလည်းတန်လျင်မြို့နယ်လက်ရက်ဆန်းကျေးရွာအုပ်စုဖျားငါးစုဘောလုံးကွင်းအလေတွင်တန်လျင်တက်နေမှုဘုံမူးကျုပ်ထွန်းလူဦးတပင်းများဖြစ်ကြသော ဖျားကုန်းကြီးရွာလူမိုက်အုပ်စုဖြစ်သည်မြင်းခိုင်ကျော်ကြီးမျိုးကြီးအရှိကြီးခတင်ထွန်ကွင်တမင်းဦးပြီကျော်ကျော်စီသူအေလေးခအောင်ခိုင်ဝင်းနေမျိုးကိုကိုတို့ကိုဦးကတန်လင်းမျိုးနယ်ရဲတပ်ဖွဲ့မှရဲတက်ချက်တင်မဝင်းကိုကားဖြင့်တိုက်ပြီးထွက်ပြေးသွားကြောင်းရဲမှုတီလိန်တရားစွဲဆိုခြင်းမရှိဘဲအဆုံးသတ်သွားကြောင်းသိရပါတယ်တန်လျင်တက်နေမှုဗိုလ်မှူးချုပ်ထွန်းလူသည်ရန်ကုန်တောင်ပိုင်းခရိုင်ယခုတန်လျင်ခရိုင်လုံခြုံရေးတာဝန်ခံဖြစ်ပြီးတန်လျင်ရေတက်လေးချင်ရေးဌာနချုပ် ဌာနချုပ်မှုလည်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးခေါလံဖူးမြို့နယ်ရှိစစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းတစ်ခုကို KIA ကတိုက်ခိုက်သိမ်းပိုင်စစ်တပ်ကလေကြောင်းဖြင့်စက်တိုက်ပုံကျဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ခေါလံဖူးမြို့နယ်အတွင်းရှိအကြံဖတ်စစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းတစ်ခုကို KIA ကတိုက်ခိုက်သိမ်းပိုင်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘာလ19ရက်နေ့ခေါလံဖူးမြို့နယ် ရှီလန်တန်းချေးရွာအနီးအင်အား300ခန်းဖြင့်တက်ဆွဲထားသောစစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းကို၎င်းအော်တိုဘာ20ရက်နေ့ကမခေါင်တန်းချေးရွာစူတောင်ကုန်းရှိပြည်သူစစ်တပ်စခန်းကို၎င်း KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရပါတယ်။ထို့သောတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်အကြံဖတ်စစ်ကောင်စီတပ်ကရင်းချေးရွာများအပါအဝင်ခေါင်လန်ဘူးမျိုးနယ်နှင့်စော်လော်မျိုးနယ်တို့အတွင်ရှိပြည်သူလူထုကိုပိတ်မှတ်ထားကာဝိုင်တွဲလျင်ဖြင့်တောက်လျှောက်ဘုံကျဲတိုက်ခိုက်နေကြောင်းသိရပါတယ်။ စခန်းသိမ်းပိုက်ခံရတာကိုမကြေနပ်လို့လေရင်ခေါ်တာနေမယ်။ဝိုင်းတွဲလေရင်နဲ့ပုံချင်းနေတာဒီနေ့မွန်းတက်၁၂နှစ်ခွဲလောက်ကလည်းလန်ဆယ်ကြီးဟွာနဲ့အနီးတဝိုက်ကြီးဟွာတွေကိုပုံချဲချတာအလုံး၂၀လောက်ရှိတယ်။ဖခင်เจ้าနဲ့နေအိမ်တွေထိခိုက်ပျက်စီးတယ်။နာပေဖုံကြီးဟွာအနီးကိုလည်းဘုံသုံးလုံးကျဲသွားတယ်ဟု KIA စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောပါရယ်။ KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ခေါလံဘူးမြို့နယ်ရှီလန်တန်းကြီးဟွာမှာအင်ဂျင်၂၀ခန့်ရှိပြီးလန်ဆယ်ကြီးဟွာအထက်ဘက်၌တရှိကြောင်းသိရပါရယ်။ ဆက်လက်ပြီးတာကေတတွင်အသက်22နှစ်အရွယ်မောင်ကျော်တက်ပိုင်ကိုအမတ်9ရက်ခွဲအုပ်ချုပ်ရေးမှူးနေအဖွဲ့ကပေါ်တာဆွဲဖမ်းဆီးပြီးငွေ125သိန်းဖြင့်စစ်မှုတမ်းလူစားထုတ်အဖြစ်ရောင်းဆမှု အချိန်မီပြန်လည်ခဲ့တင်ဖမ်းယောင်းသည့်အုပ်ချုပ်ရေးမှူးနေအဖွဲ့ကိုအမှုဖွင့်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရန်ကုန်တိုင်းတာကေတာမြို့နယ်တွင်အသက်22နှစ်အရွယ်မောင်ကျော်တပ်ပိုင်ကိုတာကေတာအမှတ်ကိုရက်ခွက်အုပ်ချုပ်ရေးမှူးနယ်အဖွဲ့ကပေါ်တာဆွဲဖမ်းဆီးပြီးငွေချက်125သိန်းဖြင့်စင်မူတန်းလူစားထိုးအဖြစ်ရောင်းစားခဲ့မှုကိုအချိန်မီပြန်လည်ကဲတင်နိုင်ခဲ့ကြောင်းမောင်ကျော်တပ်ပိုင်၏မိတ်ဆွေများကသတင်းဌာနကိုပြောပါရယ်။အော်တိုဘာလ19ရက်နေ့ညပိုင်းမောင်ကျော်တပ်ပိုင်ကိုတာကေတာမြို့နယ်အမှတ်ကိုရက်ခွက်အုပ်ချုပ်ရေးမှူးနယ်အဖွဲ့ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ရှင်းအောင်အော်တိုဘာလ20ရက်နေ့အေယာဝတီတိုင်းကျုံပျော်မြို့ရှိစင်မူတန်လိုအပ်နေသောရက်ွက်တစ်ခုတို့ငွေကျပ်125သိန်းဖြင့်ရောင်းစားခဲ့ကြောင်းသိရပါတယ်။အော်တိုဘာလ19ရက်နေ့ညပိုင်းအပြစ်မပေါ်တာဆွဲဖမ်းဆီးပြီးတော့အော်တိုဘာလ20ရက်နေ့မှာချက်ချင်းရောင်းစားခဲ့တာပါ။လူမဖမ်းခင်ကတည်းကကြိုတင်ချိတ်ဆက်ထားပြီးသားဆိုတာထင်ရှားပါတယ်ဟုမိတ်ဆွေဖြစ်သူကသတင်းဌာနကိုပြောကြားပါတယ်။မောင်ကျော်တပ်ပိုင်ကိုရင်းခဲ့သို့စင်မူတန်လူစားထုတ်အဖြစ်ရောင်းချလိုက်ခြင်းကြောင့်တရင်ရရှိနေသည့်မိဘများနှင့်ဆွေမျိုးများက အော်တိုဘာလ22ရက်နေ့လိုက်လံရွေးထုတ်ရာအော်တိုဘာလ22ရက်နေ့တွင်ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်းငွေချက်125တိန့်ဖိ၍စစ်မှုထမ်းလူစားထုတ်အဖြစ်ခေါ်ယူခဲ့သောကျုံပြော်မျိုးမှရက်ွက်အုပ်ချုပ်ရေးမှုမှငွေများဆုံးရှုံးသွားကြောင်းသိရပါတယ်။ကြော်သက်ပိုင်လေးကိုရောင်းစားတာသိရတော့မိဘတွေရောဆိုင်ရာပိုင်ရာတွေနဲ့လိုက်တဲ့အခါမှာကျုံပြော်မျိုးမှပြန်တွေ့တယ်။ပြန်ခေါ်လို့ရတယ်ဟိုဘက်ကနေ125တိန့်နဲ့ဝယ်ထားတဲ့အုပ်ကြီးကတော့သူ့ငွေဆုံးတာပေါ့ဟုဖြစ်စဉ်ကိုတိကျစွာသိရှိထားသောမိတ်ဆွေကရှင်းပြပါတယ်။ ်ရင်းကဲ့သို့အသက်20နှစ်အရွယ်လူငယ်မောင်ကျော်တက်ပိုင်ကိုဖမ်းဆီးပြီးစစ်မှုထမ်းလူစားတို့အဖြစ်ငွေချက်125သိန်းဖြင့်ရောင်းစားခဲ့သောတာကီတမြို့နယ်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှုနှင့်အဖွဲ့ကိုတာကီတမြို့နယ်အမှတ်2ရဲစခန်းတွင်အမှုဖွင့်လက်တိုင်ကြားသွားရန်စီစဉ်နေကြောင်းသိရှိရပါသည်ဆလဘီထောက်ချမ်းတဲ့တာကီတမှာလူငယ်တွေကိုဖမ်းပြီးပတ်စံနဲ့ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရန်ကုန်တာကီတမြို့နယ်နဲ့ထောက်ချန်လမ်းဆောင်အနီးမှာလူငယ်တွေကိုအ திக ပြစ်မှတ်ချာကဖမ်းဆီးပြီးငွေကြေးနဲ့ပြန်ရွေးခိုင်းတာတွေလုပ်နေတယ်လို့သိရပါတယ်။အော်တိုဘာလ22ရက်နေ့ကထောက်ချန်လမ်းဆောင်အနီးကားမှတ်တိုင်မှာထိုင်နေတဲ့လူငယ်နှစ်ဦးကိုစစ်ကော်မရှင်တပ်ဖွဲ့တွေကဖမ်းဆီးသွားပြီးမိသားစုဝင်တွေကိုတယောက်ဆယ်သိန်းနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့သိရပါတယ်။လွတ်လာပြီးပြောတယ်သူတို့တငယ်ချင်းနှစ်ယောက်ကထိုင်နေတာကိုကားတစ်စီးကလူသုံးယောက်ဆင်းလာပြီးမင်းတို့အဲ့ဒါဘာလုပ်နေတာလဲဆိုပြီးကားရဲ့အတင်းဆွဲသွားတာလို့ပြောပါတယ်။ ပြီးမှတပ်ဘက်ကဆိုတာတည်တယ်မိသားစုကိုတယောက်ဆယ်သိန်းနဲ့လာရွေးဆိုလို့ပြန်ရွေးရတယ်ပြောတယ်ရွှေပြည်သာဘက်ကကလေးတွေလို့ကြားတာပဲလို့ထောက်ချက်မျိုးနယ်ကဒေသခံတအူးကပြောပါတယ်ကြပြင်းစစ်ကောမရှင်ကတာကီတမျိုးနယ်မှာညာဘက်မှောင်ရိတ်ခိုတယ်လို့ဆိုကလူငယ်တွေကိုကားဖြူနဲ့လိုက်လံဖမ်းဆီးပြီးတယောက်6သိန်းနဲ့ရွှေခိုင်းတာလည်းရှိတယ်လို့သိရပါတယ်နေထိန်တွေက Honda Fit အဖြူနဲ့ကင်းပတ်ပြီးလူငယ်တွေကိုလိုက်ဖမ်းတာပြီးတော့တယောက်6သိန်းပေးရင်ပြန်လွှတ်မယ်ပြောတယ် မရွေးရင်တက်သေးချိန်မယ်ဆိုပြီးချင်းချောက်တယ်လို့ဒေသခံတအူကပြောပါရယ်စစ်ကော်မရှင်တပ်ကရန်ကုန်မြို့မှာအခုလိုလူငယ်တွေဖမ်းဆီးကစစ်သေးထဲတာငွေညစ်တာတွေကိုပေါ်ပေါ်ထင်ထင်လုပ်နေတာကြားပြီးတော့သိရပြီးခုရက်ပိုင်းပုံများလာတယ်လို့ရန်ကုန်မြို့ကံတွေစီကသိရပါရယ်